ားလုံးမင်္ဂလာပါခင်ဗျာ HKK YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာမြမတမိုင်းမှာ အရင်အချိန်တွေကလည်းတက်မတော်ကဥဆောင်ပြီးနိုင်ငံရေးပါတီကြီးတည့်ရထူထောင်အုပ်စိုးခဲ့တာနှစ်ကြိမ်ရှိခဲ့ပါပြီပထမအချိန်က1962ခုနှစ်ကပါအဲ့ဒီအချိန်မှာဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်မှုနဲ့တော်လှန်ရေးကောင်စီဖွဲ့ပြီးအာဏာသိမ်းတာ ်လမ်းစဉ်ပါတီကိုထူထောင်ခဲ့တာဖြစ်ပါတယ်။အဲဒီမြမဆိုရှယ်လစ်လမ်းစဉ်ပါတီခေါင်းဆောင်တွေက26နှစ်ကြာအုပ်ချုပ်ခဲ့ပြီး1988ခုနှစ်မှာနောက်ထပ်အာဏာသိမ်းမှုနဲ့ကြုံရပြီးပါတီနဲ့အစိုးရနှိကုံးချုပ်သွားခဲ့ပါတယ်။တကယ်ကမဆလာလို့အတူောက်ခေါ်ကြတယ်လမ်းစဉ်ပါတီဟာမြမပြည်ဆိုရှယ်လစ်ပါတီလို့လူသိများတယ် ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင်တွေနဲ့ဆက်ဆက်မှုရှိနေခဲ့ပါတယ်။အဲ့ဒီဆိုရှယ်လစ်ပါတီမှာစစ်ပီးစာကဩဂရခဏလုတ်ခဲ့တယ်။ဝချုပ်ကြီးနေဝင်းကပဲလမ်းစဉ်ပါတီကိုထူထောင်ခဲ့တာပါ။ဆိုရှယ်လစ်နဲ့ဘကဘာလို့ခေါ်ကြတယ်။ဗမာပြည်ကွန်မြူနစ်ပါတီအလန်နီကွန်မြူနစ်ပါတီတွေဟာတို့ဗမာအစည်းအရုံးဝင်တခင်တွေကစတင်တည်ထောင်ခဲ့ကြတဲ့ပါတီတွေဖြစ်ပါတယ်။ဆိုရှယ်လစ်ပါတီကို တခင်မြမရှိတဲ့နောက်ဥကိုကိုကြီးဥပစွေဥကြောငိမ့်စတဲ့ခေါင်းဆောင်တွေဥဆောင်ခဲ့သလိုဘိုးချုပ်ကြီးနေဝင်းနဲ့ဘိုးမှုချုပ်အောင်ကြီးဘိုးမှုချုပ်အောင်ရွှေဘိုးမှုချုပ်မောင်မောင်စတဲ့တက်မတော်ခေါင်းဆောင်တွေကလည်းပါဝင်ခဲ့ကြပါတယ်ကွန်မြူနစ်တော်ခုမှုနောက်ပိုင်းတက်မတော်နဲ့ဆိုရှယ်လစ်ခေါင်းဆောင်ပိုင်းဟာဖဆပါလာအစိုးရမှာပူးပေါင်းကြီးစိုးခဲ့ကြပါတယ်ဖဆပါလာနှစ်ချမ်းကွဲပြီးတဲ့နောက် က်နဲ့နီးစပ်တဲ့တီမဲခေါင်းဆောင်ပိုင်းအာနာလက်လွတ်ခဲ့ရပါတယ်။တီမဲတွေဟာဆိုရှယ်လစ်ခေါင်းဆောင်တွေဖြစ်ကြပြီးသူတို့နဲ့နီးစပ်တဲ့တပ်ခေါင်းဆောင်တချို့ကအိမ်ဆောင်အစိုးရအမည်နဲ့1958ခုနှစ်မှာအာနာသိမ်းခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲတပ်မတော်မှာ1950ကျော်ကတည်းကတီထောင်ထားတဲ့စိတ်သက်စစ်စင်ရေးဌာနကပြုစုတဲ့နာမရူပဝါဒကိုတပ်မတော်ရဲ့နိုင်ငံတော်ဝါဒအဖြစ် 1958ခုနှစ်ကမယ်ရီလာမှာကျင်းပတဲ့တမူးများညီလာခံမှာအတည်ပြုခဲ့ပါတယ်။ဒီဝါရဟာကွန်မြူနစ်ကြီးစိုးမှုကိုတိုက်ဖြတ်ဖို့ကွန်မြူနီဟောင်းတချို့နဲ့ဗိုလ်မှူးကြီးဘာတန်းစတဲ့တမူးတွေပူးပေါင်းရေးသားတဲ့ဝါရဖြစ်ပါတယ်။ဘက်ကထုတ်တဲ့မြောက်ရီမဂ္ဂဇင်းမှာကွန်မြူနစ်စန့်ကျင်ရေးစောင်းမားတွေနဲ့အတူဒီဝါရစောင်းမားတွေကိုကိုကိုမောင်ခေါ်ဦးချစ်လိုင်ကရေးသားခဲ့တာပါ။သူ့ကို ြင်တစ်ကိုဆယ်လွတ်ပြီးပညာတင်ကြားဖို့ဆိုရှယ်လစ်ခေါင်းဆောင်ပိုင်းကစီစဉ်ခဲ့ပြီးမြဲတက်မတော်ကနောက်ပိုင်းမှာခေါ်ယူခံထားခဲ့တာလည်းဖြစ်ပါတယ်ဘုရားဘာသာနဲ့မဆန့်ကျင်အောင်တောင်တွင်းကြီးဆရာတော်ရှင်ဩခရစီကိုလည်းတက်မတော်စိတ်သက်စစ်စင်ရေးအရာရှိတွေဆယ်လွတ်တင်ယူစေခဲ့ပါတယ်ရှင်ဩခရကိုယ်တိုင်ကမဟာဝါရကိုမဟာသမကဝါရအဖြစ်ပြန်စုပြုစုထားခဲ့ပါတယ် 1960ရွေးကောက်ပွဲမှာပြည်မြဲရှုံးပြီးဥနုအာနာပြန်ရလာခဲ့ပါတယ်။မကြာခင်မှာတက်မတော်အရာရှိတချို့ကိုရွေးကောက်ပွဲဗတ်လိုက်မှုနဲ့အနားယူစေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဆိုရှယ်လစ်ဥက္ကရာဟောင်းဥကိုကိုကြီးစီကိုသူ့တငယ်ချင်းဗိုလ်မှူးချုပ်တင်ဖေကနေတဆင့်တဲ့အရာရှိတွေဆေလွတ်တင် जा စေတယ်လို့ဆိုပါတယ်အဲ့ဒီချိန်က CIA အမေရိကန်ထောက်လန်းရေးမှတ်တမ်းတွေအရဗိုလ်ချုပ်ကြီးနေဝင်းဟာအယက်သားအစိုးရကိုသိခံနိုင်စွမ်းနည်းနည်းတာကြံတော်ပြီးအာဏာသိမ်းဖို့ပြင်နေပြီလို့ဆိုပါတယ်။တက်ကစစ်ဘူကြီးတွေယူနီဖောင်းတွေပြင်နေပြီဆိုပြီးတက်ကအာဏာသိမ်းမဲ့တရင်တွေလည်းရန်ကုန်နိုင်ငံကြီးလောကမှာပြောနေကြတယ်လို့အဲ့ဒီအချိန်ကဝန်ကြီးကြိုက်မရောက်ဦးတွင်ကမှတ်တမ်းတင်ခဲ့ပါတယ်။1962ခုနှစ်ဖေဖော်ဝါရီလမှာ ဖရဲအရေးကိစ္စတွေဆင်းနွေးလာကြပြီးမလ2ရက်ရန်ကုန်မှာအစည်းအဝေးလုပ်နေတော့အာနာသိမ်းခဲ့ပါတယ်အာနာသိမ်းကစမှာပမညတာနဲ့ဆိုဗီယက်နဲ့နှိစက်တဲ့မြေပေါ်လက်ဝဲအင်အားစုတွေကထောက်ခံကြပါတယ်တက်မတော်ကိုဆိုရှယ်လစ်နိုင်ငံထူထောင်ရေးမှာကူညီကြဖို့တခြားခေါင်းဆောင်တွေကိုပါခေါ်ပြောခဲ့ပေမဲ့နောက်ဆုံးမှာတက်ကခေါင်းဆောင်ပြီးဆိုရှယ်လစ်ပါတီတစ်ကိုထူထောင်ခဲ့ပါတယ် ုံမှုချုပ်စမ်းယူတင်ဖြေနဲ့ဘုံမှုကြီးကြော်ဆိုးစားတဲ့အငယ်ပိုင်းဆိုရှယ်လစ်သက်ခေါင်းဆောင်တွေကဒီပါတီရဲ့ခေါင်းဆောင်တွေဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ကွန်မြူနစ်လိုလားတဲ့ကြောင်းသားဆန္ဒပြမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး7 July အရေးအခင်လဲဖြစ်ပေါ်ခဲ့ရပါတယ်။လူနဲ့ပတ်ဝန်းကျင်တို့ဤအညမညတဘောတရားစာအုပ်ဟာလမ်းစဉ်ပါတီရဲ့မူဝါဒဖြစ်လာပြီးနိုင်ငံကိုတပါတီစနစ်ကို 1964ခုနှစ်မှာကူးပြောင်းခဲ့ပါတယ်။ပြည်သူပိုင်တိုင်းတာနဲ့တခြားအသင်းအဖွဲ့လှုပ်ရှားမှုတွေဖြတ်တာလဲလှုပ်ဆောင်ခဲ့ပါတယ်။သက်ခေါင်းဆောင်တွေကနိုင်ငံကိုကြီးစိုးအုပ်ချုပ်တာတွေရှိလာပြီးစီးပွားရေးကြဆင်းမှုတွေနဲ့တခြားမကျေနပ်မှုတွေကြောင့်အရေးအခင်းတွေလည်းအကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ရပါတယ်။1988အရေးအခင်းမှာတော့ဦးနေဝင်းရဲ့ခေါင်းဆောင်တွေနှုတ်ထွက်ပေးကြပြီးမြားဖြတ်အစိုးရတောင်းဆိုမှုတွေကြောင့် ြစ်ကောက်ပွဲမလုပ်နိုင်ပဲနောက်ဆုံးမှာစစ်တပ်ကထပ်ပြီးတော့အာဏာသိမ်းခဲ့ပါတယ်။မဆလာခေါင်းဆောင်ဟောင်းတချို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှပြန်ပါလာသလိုသစညအမည်နဲ့လဲပါတီတက်ထူထောင်ခဲ့ပါတယ်။ခုနေဝင်းကသူရာတရားတိခဲ့ရင်1962ခုနှစ်ကအာဏာသိမ်းတာမျိုးလုပ်ခဲ့မှာမဟုတ်ဘူးလို့ပြောခဲ့ကြောင်းကိုကိုကိုမောင်ခေါ်ဦးချစ်လိုင်ကမှတ်တမ်းတင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ တမတော်ရဲ့နိုင်ငံရေးပါဝင်မှုမှာလက်စင်ပါတီကထင်ရှားတဲ့မှတ်တိုင်ကြီးအဖြစ်ကြံရစ်ခဲ့ပါတယ်ခင်ဗျာ။